ကျဲဝင်ခန်းစစ်မှုတူအကိုစိတ်ဝင်စားခြင်းနဲ့လီဘာပူးရဲ့အနီးကပ်ခြေလက်များအားလုံးမင်္ဂလာပါရှင်စပော့ကဘာကနေပြန်လည်ကြိုဆိုလိုက်ပါရစေလီဘာပူးတင်းရဲ့အပြောင်းရှိသတင်းတွေကအားရစရာကောင်းလာနေပြီဖြစ်ပါတယ်ပြည်မှတ်ကစားသမားတွေကိုလည်းအရာခေါ်ယူထားနိုင်တယ်လို့နောက်ထပ်ပြည်မှတ်တွေကိုလည်းခေါ်ယူဖို့အချိန်ကိုင်းဆောင်ရွက်နေပါတယ်ခန်းစစ်ပိုင်းဆိုရင်ခါကတ်ကိုတရားဝင်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ် full back player နှစ်ဦးဖြောင်းလာပြီးတဲ့နောက်မှာ ဘိုးခန်းစင်မှုတူအူကိုကတော့ထုတ်ရောင်းသွားတော့မှာပါအတင်းရဲ့ကျဲဝင့်ခန်းစင်မှုခွန်ဆက်ဟာလေဘောက်စင်အတင်းစီကိုပြောင်းရှိဖို့အလုံးစုံသဘောတူညီမှုရသွားပြီဖြစ်ပါတယ်ဝမ်ဆက်ထွက်ခွာသွားတာကြောင့်အတင်းအနေနဲ့နောက်ထပ်ခန်းစင်မှုတူအူကိုအားဖြည့်ခေါ်ယူသွားရမယ်ဆိုတာသိနေပါတယ်ဒါကြောင့်မလို့ Crystal Palace အတင်းရဲ့ England ခန်းစင်မှုဂူဟီကိုစောင့်ကြည့်နေတာဖြစ်ပါတယ်ဘူဟီကလည်းအကောင်းဆုံးအနေထားမှာရှိနေတယ်လို့ပရီးမီးယားလိမှာလည်းအရန်အသင့်တန်းတုံးလို့ရတဲ့အနေထားပါ။ဒါကြောင့်လဲ Crystal Palace အသင်းဟာ ဘူဟီအတွက်ပြောင်းရွှေ့ခြေကိုမြင့်မြင့်မားမားတောင်းဆိုလာနိုင်ပါတယ်။လေဗာဟုဘက်ကလည်းတကယ်လို့သာကူဟီအတွက်တာမန်ထက်အဆမတန်မြင့်မားနေတဲ့ပြောင်းရွှေ့ခြေကိုသာတောင်းဆိုခဲ့မယ်ဆိုရင်သူ့အစားအေဂျင့်အသင်းရဲ့ကျဲဝင့်ခံစင်မှုလေးဟတ်တိုကိုကြောင်းလဲခေါ်ယူဖို့ကြိုးပမ်းသွားနိုင်ပါတယ်။ဟတ်တိုကတော့အခုမှ16နှစ်ပဲရှိသေးပြီးတော့ Netherlands Club အေဂျင့်အသင်းရဲ့အဓိကခံစင်မှုတစ်ဦးဖြစ်နေတာပါ။ အသက်ငယ်သေးပေမဲ့လည်းစွမ်းဆောင်ရည်တွေကထိတ်တန့်အဆင်မရှိနေတာကြောင့်မလို့ဟာတိုကိုလီဗာပူးတာဝန်ရှိသူတွေကအတော်လေးအကြိုက်တွေစိတ်ဝင်စားနေတယ်လို့လည်းသိရပါဗျ။အေဂျန့်ကလည်းရောင်းထုတ်ဖို့အတန်မထွက်ထားသေးပေမဲ့လို့ဂျီနက်ဖွဲ့ပြောင်းရွှေ့ခြေကိုပေးရင်စဉ်းစားလာနိုင်တယ်လို့ကစားသမားလေးကလည်းဥရောပကိုထိုးဖောက်မဲ့အနာဂတ်တစ်ခုကိုပုံဖော်ဖို့အတွက်လီဗာပူးအသင်းကိုရွေးလာနိုင်ပါတယ်။နောက်ထပ်လည်းကိုနာတေးရဲ့အခြေအနေကိုအားလုံးလည်းအသိပါပဲ။ဒီတော့လီဗာပူးအနေနဲ့ဘလို့အကွက်တွေရှိမလဲဆိုတာကစိတ်ဝင်စားဖွယ်ရာစောင့်ကြည့်ရပါဦးမယ်။ခန့်စစ်တင်မယ်လားဆိုတော့မဟုတ်သေးပါဘူး။ အိုက်စစ်ပိုင်းကလည်းလှုပ်ခတ်လာပါတယ်။လီဗာပူးဟာအသင်းရဲ့ရှင်းရင်းစွဲကစားသမားဂျိုတာနဲ့ပတ်သက်ပြီးအပြောင်းအရွှေ့သတင်းမေးမြန်းမှုတွေကိုလက်ခံပြောဆိုနေပြီးတော့ခေါ်ယူခြင်းနဲ့အသင်းတွေအတွက်လည်းလမ်းဖွင့်ပေးထားတယ်လို့သိရပါတယ်။ဒီလိုရှင်းရင်းစွဲတိုက်စစ်မှုတွေကိုရောင်းထုတ်ပြီးတော့လီဗာပူးဟာနံပါတ်9နေရာတစ်ခုတည်းမဟုတ်ဘဲနဲ့တိုက်စစ်နေရာစုံမှာကစားနိုင်တဲ့ကစားသမားမျိုးကိုပြန်ပြီးရှာဖွေသွားမှာဖြစ်တယ်လို့သိရပါတယ်။အထောင်တိုက်စစ်တီးတန်းကစားတတ်တာမျိုးထက်နီးစနစ်ပိုင်းရာလိုအပ်တဲ့နေရာမှာလိုသလိုကစားနိုင်မဲ့ဆွဲဆောင်ရတိုက်စစ်သမားကိုရှာဖွေခြင်းနေတာဖြစ်ပါတယ်။ စာပိုင်းနာမည်ထွက်ခဲ့တဲ့ကစားသမားတွေအပြင်ပြည်မှတ်စာရင်းထဲမှာဘယ်ကစားသမားတွေထပ်တိုးလာမလဲဆိုတာလာမယ့်အပတ်အတွင်းမှာသိရနိုင်ပါတယ်။ဘလို့ကစားသမားမျိုးတွေရောက်လာပါစေပုံသွင်းတတ်တဲ့နီးပါးစီ M slot ကြောင့်သူတို့ဟာအကောင်းဆုံးအနေထားတွေမှာရှိနေနိုင်မှာသိကြပါတယ်။လက်ရှိအထိကတော့တိုက်စစ်အတွက်ညာတောင်မန်မာမိုဟာမက်ဆာလာ၊ဘယ်တောင်မန်မာဖလော်ရီယန်ဝစ်စ်နဲ့အထောင်တိုက်စစ်မှုအဖြစ်နူညက်စ်ကိုတုံးဆွဲလာနိုင်ခြေရှိနေပြီးတော့အခြားတိုက်စစ်သမားတအူးလောက်ခေါ်ယူပြစ်ခဲ့ရင်တော့အခြေအနေတွေကပြောင်းသွားနိုင်ပါတယ်။ ပီဇာကလည်းအတင်းကနေထွက်ခွာဖို့တေချာနေကြောင်းရိုမာနိုကဆိုထားပါဗျ။ဒီတော့လီဗာပူးပြိတက်တွေအနေနဲ့နောက်ထပ်တိုက်စစ်သမားတယောက်ကိုမြင်ရပါမယ်။တိုက်စစ်ကစားသမားဟန်ကလည်းပုံမှန်မြင်နေကြအရာတွေကနေကွဲထွက်နေမဲ့ဟန်တစ်ခုကိုရှူစားရတော့မှာပဲဖြစ်ပါတယ်ရှင်။